တဲ့ခင်မိနေတဲ့မြန်မာပြည်ကြီးမှာဒီအချိန်တွေသင်လေးတမို့တာစီးပူးပန်းလာတယ်လေထောင်းစင်မခွဲခွာသူအလုံးနဲ့အနည်းဆုံးမှာပါတကယ်လို့တမယိုးကြမြလန်ခံမဲ့လို့မဲ့ဆိုရင်မြလန်ခံမှာရှိတဲ့သူအယောက်တထောင်လားကလည်းသိမှာပါနှစ်ပေါင်း60ကျော်ကြာခဲ့တဲ့ပြည်တွင်းစစ်ရဲစဲရဲအတွက်ညီလာခံတတိယနေ့မှာတော့အစိုးရနဲ့တပ်မတော်အစုအဖွဲ့တွေအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနိုင်ငံရေးပါတီတွေကဖွဲ့စည်းအုပ်ချုပ်ရေးနဲ့ဆိုင်တဲ့အခြေခံသဘောတရားတွေကိုစာရန်ဖတ်တင်သွင်းခဲ့တာပဲဖြစ်ပါတယ်။နှစ်ပေါင်း60အတွင်းမှာတိုင်းပြည်ရဲ့ policy ကိုတနေရာတည်းကပဲချမှတ်ခဲ့တာကြောင့်ပြည်တွင်းစစ်ဖြစ်ခဲ့ရပြီးလက်ရှိအချိန်မှာတော့အမျိုးမျိုးသောအမြင်တွေကိုတင်ပြနိုင်နေပြီလို့ slide လျံမုံစာခေါင်းကဆိုပါတယ်။အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေလွတ်တော်တွေတဆင့်ပြီးတဆင့်ထပ်မံဆွေးနွေးကြမယ်ဆိုရင်ပြည်ထောင်စုအတွက်တိုင်းရင်းသားတွေအတွက် အကောင်းဆုံးအဖြေရနိုင်မယ်လို့မျှော်လင့်တယ်လို့ဆိုပါရတယ်။ဒီနေ့ဆွေးနွေးပွဲနိုင်ငံရေးအခင်းအကျင်းကိုအားရမိတယ်လို့ဆိုပါရတယ်။ကျွန်တော်တို့လူရှင်းလို့ပဲဒီအချိန်ရဲ့ပြစီကိုတည်တည်ပြတ်ပြတ်နဲ့ဆောင်ရွက်ရခြင်းဖြစ်ပါလေ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ style ဒီမှာအင်ထုတ်တဲ့ဆိုပဲ policy ကိုတနည်းအားဖြင့်ချတဲ့ဆိုရဲအဲ့ဒီချုပ်တဲ့ဒုက္ခရှင်နေဆိုင်ရတယ်ဒါပေမဲ့အခုကတော့မျိုးမျိုးသောအမိကိုကျွန်တော်တို့တတ်မှတ်နိုင်တယ် ပြင်ပြကြတယ်အဲ့ဒါတွေကိုလူထုထိုင်ကြတော့မြို့သားစီနိုင်ငံရွှေလေးပြည်မှာဆက်စပ်ပြီးတော့တင်ပြမယ်အဲ့ဒါနဲ့အစီအစဉ်ပြည်ကရွှေလေးနိုင်ငံစီနိုင်ငံကျွန်တော်တို့ဒီတိုင်းပြည်အတွက်ဒီပြည်ထောင်စုကြည်အတွက်ဆိုင်းရတာပြည်သူတွေအလုံးအတွက်အကောင်းဆုံးသောကြက်လက်ကိုနိုင်ငံရေးရွှေလေးပြည်သက်ပြနေရနိုင်ပေလို့ကျွန်တော်တို့လည်းပြောနေပါတယ်သူတွေကြောင့်ဒီနေ့ချင်းချင်းကကျွန်တော်တို့ဒီနေ့ဒီအရေးအားရတဲ့ကြောင့်လည်းကျွန်တော်ဆူချိုးနေပေးလို့ပြောပါတယ် မတူညီတဲ့အဖွဲ့အစည်းတွေအများပြားရှိတာကပြည်တွင်းငြိမ်းချမ်းရေးအတွက်စိန်ခေါ်မှုတွေဖြစ်ပေမဲ့ရှစ်ဆက်တိဆောက်မဲ့ဒီမိုကရေစီပြည်ထောင်စုအတွက်အင်အားတွေလည်းဖြစ်တယ်လို့စိုင်းကျော်ညွန်ကဆိုပါတယ်။ဂီညီလာကန်ကအစိုးရကိုယ်တိုင် live လွှင့်တာကြောင့်ပြည်သူတွေကဘယ်အဖွဲ့အစည်းကဘလို့ဆိုတာဆုံးဖြတ်ကြလိမ့်မယ်လို့ဆိုပါတယ်။စိန်ခေါ်မှုတော့ပြောရရင်တော့အားလုံးခီးတဲ့အတိုင်းဒူအားလုံးရဲ့အပွဲစီအားတော်တော်များများရဲ့အတန်တွေပေါ့လေ နားထောင်ရတယ်ဆိုတော့ပြမတန်ကိုဖွဲပြားနေတဲ့ဟာတွေလည်းတွေ့တွေ့ပါလိမ့်မယ်အဲ့ဒါကစိန်ခေါ်မှုတစ်ခုလို့ပြောလို့ရတယ်ဆိုပေမဲ့ဒါကအာသာချက်တစ်ခုလည်းဖြစ်နေပြန်ပါလေဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ရှေ့ဆက်ပြီးတော့ဒီစောက်မဲ့အဒီမိုကရေစီဖက်ဒရယ်ပြောင်းစုကြီးမှာဒါလောက်မတူပွဲပြားမှုတွေကိုကျွန်တော်တို့ဘယ်လိုပုံစံနဲ့ဖြေရှင်းမလဲဆိုတာက stakeholder တွေအကုန်လုံးကစဉ်းစားရတော့မှာဖြစ်ပါတယ် တကယ်လို့တမယောကြမီလာခံမဲ့လုပ်မယ်ဆိုရင်မီလာခံမှာရှိတဲ့အယောက်တထောင်လာတာလည်းသိမှာပါဒီကနေတစ်ဆင့်ပြန်ပြီးတော့ဖြာနဲ့ရိုက်ပြီးတော့ဒီမှာအာရေးသားတာဘာလို့ကတည်းကတစ်ဆင့်ဆိုတော့တော့ဒီမှာကြည့်ပြန်နိုင်ဘူးအခုကနိုင်ငံတော်ကနေပြီးတော့ live stream ပြလိုက်တယ်ဆိုတဲ့အတွက်ကြောင့်မလို့တကယ်ကိုမီဒီယာရဲ့ဖွင့်လင်းပြတာမှုဆိုတဲ့အရာကြီးကိုတကယ်တကယ်လို့ပေါ်ဆောင်ပေးလိုက်တဲ့ပုံစံမှာကျွန်တော်နှစ်ပေါင်း960အတွင်းမှာဒါမျိုးမရှိခဲ့ဘူးပေါ့ဒါတကယ်တိုးတက်မှုတွေတစ်ခုကျွန်တော်အနေနဲ့ပြောပါ အစိုးရဘက်ကရောတက်မတော်ဘက်ကပါဖြေလျှော့မှုတွေအပြုသဘောဆောင်တဲ့ဆက်ဆံမှုတွေရှိလာမဲ့ဆိုရင် NCA မထိုးရသေးတဲ့အဖွဲ့တွေအနေနဲ့ရှစ်ဆက် NCA လက်မှတ်ထိုးတာတွေငင်းငင်းရင်လုပ်ငန်းစဉ်တွေမှာပါဝင်လာနိုင်ပြီးဒီဖြစ်စဉ်ဟာညီလာခံကျင်းပရခြင်းကိုဓာတ်ရိုက်ဒါမှမဟုတ်တွယ်ဝိုက်ပြီးအကျိုးသက်ရောက်မှုရှိမယ်လို့ဆိုပါတယ်